ဒီเจ้าကမိန်းကလေးတယောက်ကိုဝင်ရှိသွားတယ်တဲ့အဲ့ဒါကျမသမီးတော့မဟုတ်ပါဘူးနော်ဟုတ်ပါဦးမအမအထင်လွဲနေရဒါဆိုလဲကျမသမီးကိုခေါ်ပေးလေကျမသမီးကတခုခုဖြစ်လို့ရတော့ရှင်တို့အားလုံးတရားစွဲပြီးတော့လှုပ်ထုတ်ပြ င်းချွေးရင်နဲ့ပါလားဒါဆိုရင်ဒါငါတို့အလုံးကြိုက်တဲ့ Riot ကြီးပဲ။ဒီနေ့ကြစားဆုံးရှုံးမှုများကိုပြန်လည်ဖြေတင်းပေးမယ်။အကောင်းဆုံး Riot ကြီး။ Hey ကျော်လေဘာသူပါဖြစ်လို့လဲလို့။ကျော်ရင်ကောင်းမလား။မပြောရင်ကောင်းမလားစဉ်းစားနေတာအတော်ရဲ့။ညီရလေအေးပြောချင်နေတာမလား။ပြောချင်ပြောချလိုက်ရင်းနဲ့ပေါ့သွားတာပေါ့။ဒါဆိုတော့ဘာသူမှပြန်မပြောအောင်နော်။ ဩငါမပြောနဲ့ဆိုတဲ့စကားကိုလေရေတောက်ပြီးနှုတ်ပိတ်ထားမယ်လုံးဝမပြောဘူးပြောဘုသူနေမကောင်းတာလေဘလူပါပြစ်တာလေနေမကောင်းတာမဟုတ်ဘူးထော်ရင်နေမကောင်းတာမဟုတ်ဘူးဟူဝီရှိတာဟူရှိတာကြီးလားဟာတော်ရလေမဟုတ်တာရေလျှောက်ပြောပြန်ပြီဟုတ်ကြီးဟုတ်ဘူးဆိုတော့ဆံမကြီးမို့လားဆံမကြီးမို့လားမဟုတ်ဘူးထော်ရင်အရှာကြီးဆံမကြီးမို့မဟုတ်ဘူးဆိုတော့เจ้าป่วยเลยอ่ะบ่ 啊，多米多哎，多有被票，但米票啊么空了都，我总爱被票啊么空了，多米多米多哎，呀、啊，江土雕公司嘞，哎呀不要，张土雕的公司，仓库的全部是。哎，永远就三五三斤。 ဖြစ်ပြီအဲ့လိုစီကံကြီးရဲ့အကြောင်းကအဲ့လိုမျိုးတွေဖြစ်နေတယ်ဟုတ်လားဟဲ့ဘယ်အကြောင်းလို့လဲမေဆီယာနဲ့ဖြစ်တာလဲအင်းဘယ်အကြောင်းလို့လဲဘယ်ဆီယာနဲ့ဖြစ်တာလဲဆိုတော့ဇွန်လေးပတိနေရလဲညတရေရလဲဘာမှလည်းကြီးရရမရှိကြီးရပါလေကျောင်းသူကတယောက်ပဲကြီးတာတော့တည်လဲတည်ကြတယ်ရေလဲရေရတယ်ခဏောက်ကြည့်နေတာဒါပဲမလားခဏလို့ပဲတည်လို့ရအောင်လမ်းပြည့်တယ်ပဲတည်အောင်ဇွန်လေးလိုက်ဖားတယ်ဟုတ်ပြီပြီးရောနေရရင်နော် ။နောက်ဆိုမလေးဟဲ့ငါကြည်ကကြလေ။ဟုတ်တော့။သူပြောတဲ့ကတိရကြီးဖြစ်တော့ဖြစ်နေတယ်။အိုက်ကြောင်ကလေဆီယာနှစ်ယောက်ရှိတာ။နှစ်ယောက်စလုံးကလေလူပြိုကြီးကြီးပဲ။အိုက်တော့အိုက်ကတိရဖြစ်တန်းကြောင်ကျမသမီးလေးအဲ့ကြမှာအရင်မခံရပဲပယ်ခံရရန်ကန်ကောင်းတာဟုတ်တယ်ငါတို့သမီးလေးတန်ကောင်းတော့ဒီကိမာလေးရဲရောက်ကြမှာမြုံကြီးရ ိုးဝါရေးဘာလို့ယောက်ျားလေးလိုနေရတာလဲဆိုတော့ငါတို့လည်းစဉ်းစားလို့မရအော်သူအဲ့လိုခေတ္တတုံ့ငင်းကြောင်းလေသူ့မိယာညီလေးထက်ရယောက်ျားရဲ့ပုံစံပြင်ထားတာဟာငါလေအဲ့လိုအမိမဆက်ရမ်းအော်တာပဲဒီကလည်းသူတို့မှလည်းသူတို့အချမ်းလည်းသူတို့ကရှိမှာမဟုတ်ဘူးဟိုမျိုးစိတ်ဝင်စားဖို့ကောင်းတာရွေနဲ့စောညီဟာသူတို့ယောက်ကစုံမှုကိစ္စနဲ့ရန်ကျစ်ခဲ့ကြတည်ရမဟုတ်ဘူးလား အခုစုံမှုပုံဝင်ကိစ္စမှာရယ်သူမျောက်ပြောင်းရကြမယ်ဆွဆွေးနေကြသေးရယ်လေဘုတို့တခုခုတော့တခုခုပဲနော်ဟာရွေးရတော့မဖြစ်နိုင်ပါဘူးရွေးရအဲ့လိုလုံးမဲ့သူမျိုးမဟုတ်ဘူးဆိုတော့ငါအသိဆုံးဘယ်ပြမဟုတ်ဘူးအဲ့ဆိုရွေးမဟုတ်စောညီကဟိုစောညီကတော့ဘလို့မှမဖြစ်နိုင်ပါဘူးဟာသူကမကြောက်စရာဟောအားလုံးနဲ့တည်နေရဘာဖြစ်ဖြစ်လေအခုဟာတငယ်ငယ်လေးမှုအနည်းဆုံးတော့ထောက်အဆင့်ဆယ်ကြံ့နိုင်ခဲ့ဟာ အေးပါလာဝင်းရဲ့ငွေဥပေကြောင့်တည့်ရစွာငါတို့အားလုံးတပီးသားအခုဟာလေစုံမကြောင့်ပဲငါတို့ပြောကြရအောင်နော်အဲ့ဒါဆိုရင်ရွေလည်းမဟုတ်စောညီလည်းမဟုတ်ဆိုလို့ဘူးသူကြောင့်ရဲ့ဟာငါတော့လေဘူးသူကြောင့်မဟုတ်ဘူးလို့ထင်တယ်ငါတို့အားလုံးတခြားစဉ်းစားကြည့်နော်ဖုန်းမင်းတို့ကလွန်ဝိုင်းစွာကိုထပ်ပါအုံဆုံးစပြီးတော့တည်သွားကြရတယ်ဂျွေဝင်းနဲ့စောင်းညီ ။ရူးနဲ့ကရင်ဆုံးတည်သွားတာလေ။ဟိုတခြားသူတွေအကုန်လုံးကလည်းသူ့ရောက်ကြားလေးဆိုပြီးတော့တိထားကြရမလား။ဟာငါတို့တော့မှအခုမှသူမင်းဖေးဆိုတာကိုစပြီးတော့တိရလေ။ဟိုဒီလိုတွေကယောက်ျားချင်းချင်းမဲ့လို့တော့မထင်ပါဘူးဟော့။အဲ့ဒါတော့ငါလေးလက်ခံ။ဟိုနောက်ကျအရေးကြီးတဲ့တစ်ချက်ကစုံးလို့ရတူပေါ်တိုင်းနဲ့ဟုတ်။စုံးရင်မြေပေါ်ပြောချင်တာလေ။ငါတို့လမ်းလေ။ဒီလိုတွေဟာစုံးမှုကငငယ်လေးကယောက်ျားလေးကိုမြင်တာ။ အဲ့တော့သူစိတ်ဝင်စားမယ်ဆိုပြီးရှင်မိကလေးကိုပဲစိတ်ဝင်ပါမယ်။အဲ့ဒါတော့ကငါတို့မိကလေးတွေဘုံမှာသူတခြားစိတ်ရှိရဲ့ဝင်မှုရှိဘူးနော်။အဲ့တော့တရားတစ်ခုကတရားခံငါတို့တည့်ရဲ့သူတွေကဘုံမှာမရှိဘူး။ဒါဆိုဆုံးဝအလုံးကျူပဲအနိုင်ချစ်ခံရတယ်ဆိုတော့ပြောစင်တာလား။ဟမ်ဖြစ်လို့နေဟောအများကြီးဖြစ်လာရင် သူဘာဖြစ်ခဲ့တယ်ဆိုတော့ဒီတန်လေးတည်ဆုံးမယ်အခုချိန်မှာစုံမနဲ့တွေ့ပြီးစကားတွေအများကြီးကိုးချင်လိုက်တာ။ကိုတယောက်တည်းဖြစ်ပြီ။တော်ရီအထီးကျန်နေမှထင်တယ်။မမရောက်နေတဲ့သမီးလေး။မမ။ဒီမင်းကဘယ်နော်။အမလည်းအောင်လို့ဘယ်သူမှကြားမှာမဟုတ်။ပုံဝင်ချင်မှကြားမှာ။ ကျေးဇူးပြုပြီးတော့မအော်ပါနဲ့အမ။ဘာဆိုလဲကျမသမီးကိုခေါ်ပေးလေ။ကျမသမီးကိုအခုတွေ့ချက်။ကျမတရင်ကြားထားတာဒီเจ้าကမင်္ဂလီတယောက်ကိုဝင်ရှိသွားတယ်တဲ့။အဲ့ကျမသမီးတော့မဟုတ်ပါဘူးနော်။ဟုတ်ပါအောင်မ။ဟောအမအခင်လွဲနေရ။ဘာဆိုလဲကျမသမီးကိုခေါ်ပေးလေ။ကျမသမီးကတခုခုဖြစ်လို့ရတော့ရှင်တို့အားလုံးတရားစွဲပြီးတော့လှုပ်ထုတ်ပြ။ဒါကြောင့်မလို့ ယောက်ျားလေးစီရရှိတဲ့အကြောင်းကိုဖောက်ကမထားကြင်လားအမကြီးစိတ်ပူတာကိုနားလဲတယ်ကလေးနဲ့ပတ်သက်ပြီးကျွန်တော်တို့မှတာဝန်လေးရှိတယ်ဒါပေမဲ့အမအခုလို့ပြောလိုက်တာဆရာကြီးရဲ့တိတ်ခါတွေကိုကျွန်တော်တို့ရဲ့တိတ်ခါတွေကိုစော်ကားလို့ဖြစ်နေဟာဆိုလဲကျွန်မတို့မျိုးခေါ်ပြီလေကျွန်မတို့မျိုးကျွန်မအခုပြေးကျင်တယ်အမအမရောပဲဒီเจ้าကိုဟာအက်ခဲရအတော့တီးခဲ့တော့အိုက်ကောင်လာမယ်ဒီကြည့်တင်နေတဲ့ချိန်လက်မထင်းချေချာဟုတ်ဟုတ်တယ်လေဒါပေမဲ့အခုလက်မခံနိုင်တော့ဘူးကျွန်မတို့မျိုးကိုချက်ချင်းပြန်ခေါ်သွားမယ်ကျွန်မတို့မျိုးခေါ်ပြီ ဖြစ်ပြီးမှအနောက်ပြင်းနေတော့ပေါ့ပြလိုက်နော်ဒီဘာကြီးစိတ်ထန်းတာပါရေးကြည့်ဒီမှာမကျွန်တော်တခုတော့ပြောရခြင်းကျောင်းဒီကျောင်းမှာကျောင်းသား၁၂ယောက်ပဲလက်ထံမှာခုချိန်မှာမားတို့ကလေးတို့ပြန်ခေါ်သွားမယ်ဆိုရင်လက်နာမှာအမားတို့ကလေးတွေပဲနင့်အောင်နော်ကျွန်တော်ပြောရတယ်ဒီရေဘယ်ထလာပဲဒီကလားဒီမှာကလေးတွေပညာရေးတိုးတက်လားမတိုးတက်လားဆိုအမားတို့လည်းအသိတော့ကျွန်တော်တို့ report card တွေအများနဲ့ပြပြီး ဲ့လိုတိုးတက်နေတဲ့အနေအထားမှာအမားတို့ပြန်ခေါ်သွားရင်ပူနေတာမှာနော်အဲ့တော့အမားတို့ဒီစားစဉ်းစားပါကျွန်တော်တို့ကလေးတွေလုံခြုံရေးကျွန်တော်တောင်းဝန်ယူပေးမယ်ပါကျွန်တော်အမားတို့စဉ်းစားပါ